ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဆရာမတင်ဆက်ရေးသားထားတဲ့ဘိုးတော်ပေနဲ့မရဏတတိအပိုင်း၄၂ကိုတင်ဆက်ပေးကြပါမယ်အစီအစဉ်လေးမစတင်ခင်မှာကျမရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဗေးနားနိုတီဘဲလေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါမယ်ကျမတို့အစီအစဉ်တင်ဆက်သူဟေမကူကူဖြစ်ပါရစေရှင် စကားလေးတစီကကုတ်ကုတ်တီများကြွေးကြနေတဲ့ကကြလန်းလေးအတိုင်းတရွေ့ရွေ့လှုံရှားမောင်းနှင်လို့နေပါရယ်အဲဒီကားလေးပေါ်မှာရှိရဲကားမောင်းတဲ့သူရဲ့နှပေးကာကန်ရှိမှာတော့ဖုံးတော်ကြီးတပါကားနောက်ခန်းထဲမှာတော့အတန်ငယ်ရွယ်တဲ့ဘိုးတော်လေးတယောက်နဲ့လူရဲတယောက်တို့စီးနှင်းလိုက်ပါလာကြပါရယ်အဲဒီနောက်ကားကောင်းကန်ထဲမှာထိုင်နေတဲ့ဖုံးတော်ကြီးကအနောက်ကိုလှည့်တော်မကြည့်ပဲမိန့်တော်မူလာပါရယ်စကားလေးတို့ရှိနေလို့တာပေါ့ဖုန်ကြီးတို့ရွာအခြေအနေကလေတော်တော်ဆိုးနေတာတပတ်ကိုတရောင်လုံးနဲ့လူအသေးပြောက်ကရှိနေဒါကလက်ခံပေးလို့မရတဲ့အတိုင်းတာပဲ တင်မဖေဟာဖေဟာဘယ်လိုဖြစ်ပြတာလဲဖေဟာဖုန်ကြီးလည်းတေချာတော့မသိပါဘူးကွယ်ဖုန်ကြီးအမျိုးတွေမဲဆုံးသွားတာတုံးရောက်ရှိပြီလူရီယာကြမ်းကြမ်းမမနဲ့အကောင်းကြီးကနေရုတ်တရက်ဆုံးပါသွားတာဆိုတော့ဖုန်ကြီးလည်းရိုးရဲလို့တော့မထင်တော့ဘူးတင်မဖေဟာတပည့်တော်တို့ညအတတ်နိုင်စွာကူညီပါမယ်ဖေဟာတာတုတာတုတာတုပါတကားလေးသွားမယ်ခီယာလူသေးလားဖေဟာလူသေးရဲ့တကားတပည့်တော်အရှင်ဖုရားရဲ့ရွာနဲ့ပတ်သက်ပြီးတော့တိထားတင်တာလေးတွေမိတ်တော်မူပါဖုရားတပည့်တော်တို့တိထားခြင်းလို့ပါ ကောင်းပြီတကားဖုန်ညို့တကားတယောက်ကပြောပူတာလေးကိုပြန်ပြောင်းပြီးတော့ပြောပြရတာပေါ့ဒီလိုနဲ့ဆရာတော်ကသူ့ရဲ့ဇာတိရွာမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုသူ့တိထားတယ်လို့ပြောပြလာပါရယ်ကလွန်ရွာရှာနာမေကစံလုံးပါရယ်ကလွန်ရွာကတောကြပြီမဲ့လဲဖွံ့ဖြိုးပြီးတော့ဖွံ့ဖြိုးရတဲ့အကြောင်းရင်းကတော့စတက်ပေတက်ဖုန်တော်ကြီးတွေရဲ့မွေးရဇာတိဖြစ်နေခြင်းကြောင့်လည်းပါတာပါပါဠိပါရဂုဘေယဆရာတော်ရဲ့မွေးရမည်ဖြစ်တဲ့အပြင်အက္ကမဟာပဏိတဒစိတ်တော်ရတဲ့ဆရာတော်ကြီးရဲ့ဇာတိချက်မြုပ်လေးဖြစ်ပါရယ် အခုအဲ့ဒီကလွန်ရွာလေးမှာရှိတဲ့ရွာလူကြီးရဲ့အိမ်မှာလူအများစုဝေးလို့နေရပါအကြောင်းရင်းကတော့ရွာလူကြီးရဲ့သူဖြစ်တဲ့သူကရွာသိန်းဆိုင်ဝန်ထဲမှာနှမ်းကြရမှာအဲ့ဒီကိစ္စကိုမကျေနပ်ကြတဲ့ရွာသားတွေကရွာလူကြီးကိုဝိုင်းဝန်းပြောဆိုနေကြကြမှာရွာလူကြီးရဲ့သူလှမလို့ပေါ့တတော်မဟုတ်ဗျာတလေထုံတဲ့ရိုးရာတွေမလိုက်နိုင်နေပေါ့မစော်ကားတတ်မအောင်နေကြပါဦးဘာတွေဖြစ်လာကြရလဲရွာလူကြီးကမသိကြအောင်စောင်းနေလားတကယ်ပဲမသိရလားမင်းတို့ကလည်းမသိလို့မေးတာပေါ့ကွာ ဟုတ်ပြီလေခမားမသိဘူးဆိုတော့လေပြောပြတာပေါ့ခမားတို့လှမှာရွာသိန်းကြီးကုန်းနဲ့အပင်နေခုတ်ပြီးနှမ်းကျဲနေဟာသိန်းကြီးကုန်းကအကွက်သူ့အကွက်ပဲလေကွာနှစ်တိုင်းလဲကျဲနေကြပဲအရင်နှစ်တရာသူ့အကွက်သူကျဲရလေအဲ့ဒါကိစ္စမရှိဘူးအခုကသိန်းကြီးကုန်းကတော်ရီကိုခုတ်ပြီးကျဲနေမှမပြောရတာအေးဗျာဒီကောင်သိပ်ပြီးလောဘကြီးရပဲကြုတ်ပြောပေးပါမယ်ပြောပယုံနေမရဘူးဗျအခုလေအိတ်ကောင်ကကစောသမားတွေနဲ့တောသွားခုန်နေပြီနော်ကျုပ်တို့တိုင်းရင်လေဒုတိယပြဓာတ်ပြတ်ကြီးဖြစ်ကုန်တော့မှာအေးပါကွာငါအခုပဲတတ်တာမေဟုတ်ပြီလား ရွာသားတွေကရွာလူကြတားပြီးမယ်လို့ပြောလာတဲ့စကားအတွက်စုဝေးနေရာနေလူစုခွဲပြီးအိမ်ကိုအတီးတီးပြန်သွားကြပါရယ်သူတို့တွေပြန်သွားကြတာနဲ့ရွာလူကြီးကတော့မှအိမ်မွားနေဆင်လာပြီးလင်းတော်မှာဖြစ်သူရွာလူကြီးကိုပြစ်တင်စကားဆိုပါရယ်ရှင်းတူရတော့မဟုတ်တော့ဘူးနော်လောဘလည်းကြီးလိုက်တာလွန်နေပြီအခုရွာသိန်းကြီးနဲ့နှမ်းကြဲတယ်ဆိုတာမဖြစ်သင့်ဘူးရှင်းရလဲရှင်းတူရတော့မပြောလို့မနိုင်ဘူးလားညကြီးနေငါ့ကိုပဲအပြစ်တင်မနေနဲ့ဒီကောင်အလိုလိုက်တဲ့ထဲမှာလည်းနင်းလဲပါတာပဲအခုမှဘာလို့ငါ့ကိုလာပြီးအပြစ်ဖို့နေရလဲ အဲ့ဒီတော့ကတော့မိမဲ့ဖမဲ့လေးမို့တနာလို့ပါတော့အခုတော့တင်းကလောပါကြည့်လိုက်တာလွန်ပါရောလားပြောလို့မရဘူးစုတ်တို့ပါတက်ပြီးတော့အမွေယူမလားပဲညကြီးနေပြောလိုက်ရင်တော့အလွန်ကြီးပဲကဲကဲအားလဲအဲ့တကောက်နာလေးစီတော့တားလိုက်အောင်မယ်ဒင်းတော့အချိန်ပြည့်မိုးနေရနော်တော်ကြီးအတင်းသွားပြီးမတားနိုင်နေဦးလှောက်မှာတခြားရွာလူမိုက်တွေပါခေါ်ထားရတယ်တော်ကြီးဒီကောင်လေးတော့ခတ်တာညကြီးကဲကဲငါသွားပြီး ရွာလူကြီးကသူ့ရဲ့ကြော်ကိုပြောဆိုနှုတ်ဆက်ပြီးတဲ့နောက်အိမ်တိုင်းမှာချိတ်ထားတဲ့ဝါဖက်ခမောက်ကိုဆဲယူလိုက်ပြီးရွာနဲ့မလန်းမကန်မှရှိတဲ့တင်ငယ်ငုံစီကိုထတ်သားပါတယ်။လာမောင်ဆိုတဲ့သူကကလွန်ရွာလူကြီးရဲ့တူတော်ဆက်သူဖြစ်တယ်လို့စပိအကျော်မဆရာတော်ကြီးရဲ့တူတော်ဆက်သူလည်းဖြစ်ပါသေးတယ်။ဆရာတော်ကြီးကလော်ကီကိစ္စရပ်တွေကိုဝင်ပါခြင်းမရှိတော့ဘဲတော်ရကြောင်လေးကိုစောက်တီကတရားအထုံနေပေမဲ့လေသူ့ရဲ့နာမည်ကုန်တဲ့ငါတော့ကလွန်ရွာလေးနဲ့ရာနီချုပ်ဆံမှာကြော်ကြပါရယ်။ငါကဆရာတော်ကြီးရဲ့တူကွာ ဆိုပြီးတော့လှမောင်တခွန်ပြောလိုက်တာနဲ့အချို့သောကိစ္စငယ်လေးတွေမှာပြီးပါရယ်ရှာလူကြီးရဲ့တူဖြစ်နေတဲ့အပြင်ဆရာတော်ကြီးနဲ့လည်းတူတော်ဆက်တဲ့အတွက်အဲ့လိုမျိုးသေးသားတော်ဆက်မှုတွေကြာလှမောင်မှာရာမထင်နိုင်ကျနေရပါကလွန်ရရဲ့မြောက်ဘက်အရာမှာတည်ရှိနေတဲ့မြင်းဖြူရွာမှာနှင်းဝယ်လိုအမြင်ရတဲ့မိမပြိုလေးနဲ့ရီးစားတနာဖျားကနေစပြီးတော့လှမောင်တယောက်အလုပ်များကိုစူးစမ်းလောက်ကိုင်းလာပါရယ်မိဘများအမွေဖြစ်နေချမ်းရခဲ့တဲ့လေယာရီတွေမကပဲတခြားသူတွေရဲ့လေယာရီကိုတော့မှတီးစားယူပြီးတော့လောက်ကိုင်းလာပါရယ် တာမာနှင်းဝေဆိုတဲ့မိန်းကလေးနဲ့ချစ်သူရေးစာမဖြစ်မီရပေါ့ပေါ့နေပေါ့ပေါ့စာလူပေါ်ကြောတယောက်ဖြစ်ပြီးတော့အပေါင်းသင်းများစွာနဲ့အချိန်ပြည့်တောက်စားမှုရင်နေရသူပါဘာကြီးဖုန်ကြီးခေါ်ယူဆုံးမှရိုက်နှက်ခံရသည်မှလည်းအကျဉ်းချင်းဖြစ်နေပြီးတော့ဘာကြီးဖုန်ကြီးမှာတောရကြောင်းလေးမှာတရင်သုံးပြီးတော့တရားအသွာထုတ်တည်တိုင်အောင်လှမ်းမှမှမိုက်မဲနေစေပါအဲ့နောက်မှာတော့ဦးလေးဖြစ်သူရာလူကြီးကလည်းဆုံးမပါသေးရဲ့ဘောက်ဖုန်ကပဲလက်ဆောင်သွားတဲ့သူမျိုးရာလူကြီးလည်းမတက်တာတော့ပါဘူး ီလုံနဲ့နေလိုက်အောင်မတော့မြင်းဖြူရွာကနေဝင်နေရီစဖြစ်တဲ့အခါမှသာတကောင်သားလှမောက်တော့အလုံနဲ့လက်ပြတ်တယ်ဆိုပြီးမရှိရောပါဘူး။သူမိုင်မဲခဲ့စဉ်ကစိုးဘော်စိုးဘက်တပည့်များအဖြစ်သူ့အပါမှာနေပြီးတော့အရက်တောက်ကြတဲ့ကလွန်ရွာမှာကစောသမားတွေနဲ့ရွာနီချုပ်ဆောင်မှာကစောသမားတွေကကောက်ခံငင်ကနေပင်တောင်ရအလုံဝင်းလို့ရပါတယ်။ကစောသမားတွေမှာအယူမရှိပဲတယူတန်တစားကံများဖြစ်ကြပါတယ်။အရက်ပုံမှန်တောက်ရမယ်၊ထမင်းပုံမှန်စားရမယ်ဆိုုံနဲ့ကျင့်နေကြပြီးလောက်အားကားတွေကိုသူတို့မလိုအပ်ကမတောင်းဆိုကြပါဘူး။ လူဝင်အားများတော်မူလို့လာမကြသူပိုင်ဆိုင်တဲ့လေယာရီကိုနိုင်နိုင်နေနဲ့လောက်ကင်နိုင်နေပြီးအခြားသောသူတွေရဲ့လေယာရီကိုပင်အငှားဖြစ်နေလောက်ကင်နိုင်ခဲ့ပါရယ်တနေ့မှာတော့သူတို့ကတင်းဆိုင်မင်းမရှိရဲ့လှမပိုင်ဆိုင်တဲ့ရှာခွက်မှာနှမ်းကျဲနေနေတဲ့မှာလှမရဲ့အပေါင်းတင်းတွေကရွာတင်းဆိုင်ကောင်ကြီးကစကားဆိုပါရယ်အာရှိအေးပြောဘာလဲအရတောက်ချင်နေပြီလားမဟုတ်ပါဘူးဗျာအချံလေးတစ်ခုပေးချင်လို့ပြောပါအောင်ကွာကျုပ်ကြားဘူးတာကတော့လူသေးလို့မြေမြွေမြေဟောစာဖြစ်တယ်ဆိုအေးအဲ့လိုပြောကြတာပဲကွာ ဲ့ဒါဆိုရင်တော့ပွာတာပဲဗျ။နှာမောင်နေအဖွဲကတင်းဆိုင်ပေးမှရှာခွက်ကိုတက်တက်ချာရကနေတစ်ပင်အောင်မှခစ်တာနာနေတဲ့အချိန်မှာနှာမောင်ရဲ့တပည့်တယောက်ကအဲ့လိုမျိုးစကားဆိုလာခြင်းမှာအဲ့နော်နောက်ထပ်တပည့်တယောက်ကပထမအကြံပေးတဲ့တပည့်စကားကိုထောက်ခံစကားဆိုခဲ့ပါရယ်။ဟုတ်တယ်အာစရီရဲ့လူရည်တင်မြေဩစာဖြစ်တယ်ဆိုတာလေ။အေးကွာငါလဲကြားဘူးတာပဲ။မင်းတို့ဘာလို့အဲ့ဟာကြီးပြောနေရတော့။အာစရီရဲ့ဒီနေ့နှမ်းစေးကောင်းပါဆိုလာပဲ။အဲ့ဒါဟိုတင်းကြိုင်နေပါမှာနှမ်းကျဲပါလား။နှမ်းတော်တော်ကောင်းပါ။ဟေး မင်းတို့အကျန်တဲကြီးလာပါလားကြည်ရမယ်လေအာစရိကောင်မလေးကတင်တောင်းခိုင်းတာတွေနဲမမနေပဲစွတ်တော့ပါရမီဖြည့်ပေးရမှာပေါ့အေးမင်းတို့ပြောရလဲမစိုးကငါအောင်လေးကိုပြောကြည့်လိုက်ပါဦးမယ်ဟာအာစရိအဲ့လိုသားပြောရင်တော့ရှားမှာမဟုတ်ဘူးနော်စွတ်တော့မှအာစရိဦးလေးပြန်မလှန်နိုင်မဲ့လှုပ်ဝဖဲကြလေးရှိဟာမင်းတို့တွေတဲတက်ကြနေပါလားအာစရိမင်္ဂလာဆောင်မြ мян နှွဲကျင်နေပြီလေဗျာအာစရိစကားတိုက်မယ်နော်အဲ့ချိန်ကျရင်တော့နိုင်ငံသားအရက်ကိုတိုက်ရမှာ အေးပါကွာအေးပါမင်းတို့ကစိတ်အားထက်သန်နေဆိုလေချကွာဒီလိုနဲ့လှမောင်တို့ကရွာသိန်းဆိုင်ကိုနှံကျင်းရင်အတွက်တော့ခုတ်ချင်းထဲထိုးချင်းနဲ့ထဲဝင်မရတဲ့နေရာတွေကိုပေါတူးနဲ့ပေါချင်းအမှုတို့ကိုပြုတ်လုကြပါရယ်အဲ့ဒါကိုပြင်သွားတဲ့ရွာသားတွေကမကြည့်ဘူးကြတော့ပဲဦးလေးဖြစ်သူရွာလူကြီးကိုတွားရောက်တိုင်ကြရင်လို့တည်ရင်ပါရယ်အခုချိန်ထိတော့ဦးလေးဖြစ်သူရွာလူကြီးရောက်မလာသေးပါဘူးလာမောင်နူကခိတနာနေအောက်ကူပေါ်မှာတစ်ခွက်တစ်ဖလားခြာနေတဲ့အချိန်မှာရွာလူကြီးရောက်ရှိလာပါရဲ့ လှမမင်းကတော့ငါနဲ့ဆရာတော်ရဲ့တိုက်ခါကိုချနေရလားကွာဦးလေးကဘာလို့ရှောက်ပြောနေလဲကဲပါလာပါထိုင်မအောင်တစ်ခွက်တစ်ပလာလာဝင်ချသွားစမ်းမအောင်မင်းတို့စီသားအရက်တော့မဟုတ်ဘူးကွာတင်းချိုင်းထဲမှာနှမ်းကျဲကိစ္စဆက်မလုံနဲ့အဲရှက်လိုက်တော့မင်းတို့ကောင်းနေကွာမကြောက်မလန့်နဲ့ဟာဗျာလူသိမြေဩစာဖြစ်တယ်တဲ့ဗျတင်းချိုင်းနဲ့နှမ်းကျဲတော့ပိုကောင်းတာပေါ့အဲ့တော့ဦးလေးကဘာဖြစ်နေရလဲတင်းချိုင်းကခြုံနေပိတ်ပေါင်းနေထူထပ်နေတကယ်ဆိုရင်ရွာလူကြီးဖြစ်တဲ့ဦးလေးကကျုပ်တို့လောအားကတော့ပေးတင်တာ ကြည့်စောင်းမအောင်တင်းကြိုင်ကနှမ်းကင်းလေးနဲ့ဘလောက်တောင်လှတယ်လေအပွင့်လေးများပွင့်လို့ရတော့တာယာတဲ့တင်းကြိုင်လေးဖြစ်လာမှာဟဲ့လှမအောင်မေးပေါက်ကြရတယ်မပြောနဲ့ရွာလူကြီးမှာသူ့ရဲ့တူတော်မကိုငောင်းငန်းလိုက်ပါရဲအဲ့ဒီခါမှာလှမောင်နဲ့အတူထိုင်နေတဲ့တပည့်ကျော်ရီကသူတို့ရဲ့ဆရာသမားဖြစ်သူရဲ့စကားကိုဝိုင်းဝန်းထောက်ခံကြပါရဲရွာလူကြီးရလေဗျာကို့တူလေးကောင်းတာလို့တာခေါ်ယူလိုက်စမှာဗျအခုကျုပ်တို့အာစရီလုံနေတာကုတူလေးရဝမ်းလဲဝါဗျဒီတင်းကြိုင်မရှိမလင်မထားဘလောက်ကြာနေပြီလဲကျုပ်တို့ဆိုရင်တစ်ပင်နေခေါ်ဗျလက်တရပြုတ်ထွက်တော့ ဟုတ်ပါတရဲသူတွေဒီတော်ကြီးရဲ့မှာနေနေရဘလောက်ကြပြီလဲအခုမှပဲသူတို့ရှင်းရှင်းလင်းလင်းနေရတာရွာလူကြီးကသူ့ကိုဝိုင်းပြီးတော့စကားဆုံနေကြတဲ့လှမောင်တဲ့အပေါင်းပါတွေကိုတစ်ချက်ကြည့်လိုက်ပြီးဟောင်းနေမင်းတို့အခုလောက်နေရရက်ကိုရှက်ရမယ်ကွာဒါငါကလွန်ရွာလူကြီးအမိတ်မယ်ရွာလူကြီးကအဲ့လိုမျိုးခက်ပြက်ပြက်စကားဆိုလိုက်တာနဲ့လှမောင်ကတစ်ချက်ပြုံးလိုက်ပြီးအုတ်ကူဘွားကနေဆင်းသွားကရွာလူကြီးရဲ့ရှေ့မျက်နှာချင်းဆိုင်မှာရှက်လိုက်ပြီးဦးလေးကျုပ်တို့အခုလောက်နေရတယ်မရက်ခိုင်းပါဘူးရာ မင်းကငါ့အတူဆိုရင်မင်းငါဆိုရဲကောင်ကလည်းကြောသားရင်သာခွဲကြရဲကောင်မဟုတ်ဘူးနော်မင်းတို့တွေဒီဟာကိုဆက်လုပ်နေမယ်ဆိုရင်ငါကလည်းရွာလူကြီးတယောက်ရဲ့လုပ်ပိုင်ခွင့်သုံးပြီးတော့တားဆီးရမှာပဲဟာဦးလီယာကို့တူကိုဖမ်းခိုင်းဖို့အတွက်မြို့ကထီသွားတိုက်မလို့လားအပေါ်မပြောနဲ့မင်းလောဘကြီးရည်များနေပြီဒီတခါတော့ငါခွင့်မလွတ်နိုင်ဘူးဦးလီခွင့်ပြုရမှာပါရတင်ဝဲဆွဲငါစကားကိုနှစ်ခါမပြောဘူးနော်အဲ့မှာဦးလီယာမလောက်ခိုင်းဆိုတော့လေတောင်ဘက်ရွာဟဲ့အောင်လေရွာနာမည်ကပါစမ်းအိုင်လေအာစရီ လာမောင်ပြဦးလေးဖြစ်သူနဲ့စကားဆိုနေရင်လည်းအပေါင်းအသင်းတွေကိုလှမ်းပြီးတော့မေးလိုက်ချင်မှာရွာလူကြီးကတော့စမ်းအိမ်မိတော့နာမည်ကိုကြားရုံနဲ့မျက်စိမျက်နှာပြက်စပြုနေပြီဖြစ်ပါရဲ့အဲ့နော်လာမောင်ကသူ့ရဲ့ဦးလေးရွာလူကြီးကိုအကဲခတ်ကြည့်လိုက်ပြီးရင်နောက်စကားထပ်ဆိုပါရဲ့စမ်းအိမ်ဟာကြောကြောဆိုရဲကောင်မလေးကဦးလေးအိမ်ကိုလာချင်နေရတဲ့ဗျာကျုပ်ဦးလေးမိမနဲ့တွေ့ပြီးလဲအောင်လားဟေးဟဲ့မင်းတို့တကယ်စာဘလို့သိရလဲဦးလေးဟာ အဲ့ဒီပြောမနေစမ်းပါနဲ့တူရီချစ်ချက်မဲ့ဗျာဦးလေးသာကျုပ်အလုပ်ကိုဝေမွှေ့ဘာမှမဖြစ်စေရဘူးဖြစ်လာတဲ့ပြဿနာတွေတရားတူကြကိုတော်ရှင်းပေးအောင်ပါမင်းမင်းကွာဘလို့လဲကျုပ်တို့တောင်းပါလားမင်းတော့အနိုင်နဲ့ပိုင်းတော့လဲငါဘယ်တက်နိုင်တော့မှာလဲဒီတနှစ်ပဲနော်အဲ့မှာဦးလေးဟာကျုပ်တို့ကလှုပ်လှက်စားရကြအောင်ဆက်ပြီးလုပ်နေရပါနောက်နေ့မလုပ်တော့ဘူးဦးလေးရောမနေ့နဲ့လဲဟာတော်တော်ဒီစကားဒီမာရင်ရှာငါသွားပြီး ရွာလူကြီးကစိတ်မလုံတာကြောင့်စကားဆက်မပြောတော့ဘဲလှမောင်တို့လူစုကိုနှုတ်ဆက်ကတင်းကြိုက်ကုန်းနေရာနေထွက်သွားပါရယ်ကြံခဲ့တဲ့လှမောင်းတို့လူစုကတော့တင်းကြိုက်ရနေပြန်ထွက်သွားတဲ့ရွာလူကြီးကိုကြီးကရှီမောလို့နေကြပါတော့ရယ်။ကလောရွာလူကြီးရဲ့နေအိမ်မှာရွာသားပြန်နောက်တစ်ကြိမ်ပြန်လဲစုရောက်ရောက်ရှိနေကြပါရယ်။တရားပေါ်မှာထိုင်နေတဲ့ရွာလူကြီးနဲ့ရှမေရဖာရီကိုကြည့်ပြီးတချို့သောအမျိုးသမီးကြီးတွေကမကြည်မနဲ့နဲ့စကားဆိုလာကြပါရယ်။ရွာလူကြီးရှင့်တူမို့လို့လှမောင်းလုံနေရလို့အရှက်မျက်ွက်ပြူထားလား။ မသိမ့်မြင့်ခမထင်ရီရှောက်ပြောမနေနဲ့အဲ့ကောင်ကြုတ်တယ်မဟုတ်ကြုတ်အကိုဖုံညောင်ထိန်လို့မနိုင်သူဒီလိုလောက်တာကြုတ်တို့ရဒုက္ခရောက်နိုင်နေတော့နတ်ဝင်တဲ့မသိမ့်မြင့်စကားကြောင့်ရွာသားတွေလှုပ်လှုပ်ရှားရှားဖြစ်သွားပါရဲ့မသိမ့်မြတ်နတ်ဝင်တယ်နော်သူပြောတာတွေအမျက်မှန်နေတော့ဒုက္ခပါပဲရွာလူကြီးကလည်းတူတူဘက်ကနေဆိုတော့အတိတ်တ ాయి ပါတော့တကယ်စားရွာဦးကျောင်းကဆရာတော်တောက်ရှောင်ရောမကောင်းပေဘူးလားမဖြစ်ပါဘူးဆရာတော်ကလောကီရေရည်ဆိုသူ့မလျှောက်ဘူးမိန့်ထားတယ်လေ ခတ်ပါပြီ။ရမေရဖရီကလည်းရွာလူကြီးစကားပြီးရင်ပြီးရတဲ့တွေပဲမဟုတ်လား။ရွာသားတွေကအချင်းချင်းတယောက်နဲ့တယောက်မကျေနပ်တဲ့အကြောင်းတွေကိုတီးတွန့်ရှည်ရုံနေကြပါရဲ့။ရွာလူကြီးကလည်းသူ့ရဲ့အာနေချက်ကိုဖော်ထုတ်ပြီးအကြက်ကင်ခံထားရမလို့ဘလို့နီးနေပဲဖြစ်စေလှမောင်လို့ခွင့်ပြုရမှသာဖြစ်ပါရဲ့။အိနာရွာလူကြီးကမျက်နှာမှာပြန်နေတဲ့ချွေရီကိုလက်ဖမိုးနဲ့တုပ်လိုက်ပြီးမကြင်မနက်စကားတန်လေးကျင်မလာခင်မှာဝင်ရောက်ပြောဆိုလာပါရဲ့။ရွာသားတွေခဏနားထောင်ကြအောင်သူပြောစရာရှိတယ် ရွာလူကြီးစကားပြောမယ်တဲ့ဟေ့တိတ်တိတ်လေးနေပေးလိုက်ကြအောင်အချင်းချင်းတရီပေးအတန်လေးကြောင့်ပွက်လောဆိုင်နေရွာသားတွေကတိတ်ဆိတ်သွားပါရဲ့အဲ့ကမှရွာလူကြီးကဆောက်တချက်ဟန်လိုက်ပြီးလေတန်ခတ်မမနဲ့စကားဆိုလာပါရဲ့ကျွတ်တူလာမှရွာသေးဆိုင်မှာနှမ်းကျဲနေအောင်ကျုပ်နေနဲ့မတားနိုင်ဘူးခမရတွေကတားနိုင်မယ်ထင်တဲ့သူတွေသွားပြီးတော့တားကြကျုပ်ကြည်ကြည်နဲ့နဲ့နဲ့ကိုခွင့်ပြုရဲရွာလူကြီးကအဲ့လိုစကားဆိုလိုက်တဲ့အခါမှာရွာသူရွာသားတွေကဘာမှခွန်းတော့မပြန်တော့ဘဲအချင်းချင်းမကြည်မနှံနဲ့တီးတိုးစကားဆိုကြပါရဲ့ သူတော့ပြောလို့မရတော့သူကဘလို့လို့ပြောလို့ရမှာလေလာမှဆိုရဲကကစောသမားရဲ့နဲ့နေနေရလေဟုတ်ပါသူတော့မပြောရဲပါရွာသားတွေကလာမှအကြောင်းကိုသိနေနေပြီးရဲ့သူတွေပြီးပြီးရွာလူကြီးပြောလာတယ်မြည်သူမဆိုတားနိုင်နေဆိုရဲစကားကိုဘသူကမှဂယုမပြူကြတော့ပါဘူးတို့ပြီးမယ်တချို့သောလူရဲတွေကလာမှတို့အားကြောက်တယ်လို့မထင်မဆေလူတွေအတွက်အနေငယ်အမောက်ထောင်ပြပါရယ်လာမှကိုတားလို့တားမရခဲ့ဘူးဆိုရင်ကျုပ်တို့ကလက်ပါမှာနော်အဲ့ဒါရောရွာလူကြီးအနေနဲ့တောင်းမရှိနိုင်လား ရတယ်မင်းတို့လှုပ်ချင်တယ်လို့သာလှုပ်ဘာပြဿနာမှမဖြစ်စရာဘူးမင်းတို့ဖြစ်ခဲ့ရင်လည်းငါတောင်းဝန်ရှိမှာမဟုတ်နော်ချင်းချောက်တယ်လို့လို့တတိပေးတယ်လို့လို့ဆိုလိုက်တယ်ရလူကြီးရဲ့စကားကြောင့်အမောက်ထောင်ချင်တဲ့ရွာမလူငယ်လေးတွေကအချင်းချင်းလှတူပြီးရွာလူကြီးစကားကိုခုံတော့မပြောင်းရဲကြတော့ပါဘူးအဲဒီအချိန်မှာရွာလူကြီးရဲ့အိမ်ထဲကိုလှမောင်တဲ့သူရဲ့နောက်လိုက်နောက်ပါရီဝင်လာကြပါတယ်အဲ့တော့ရွာသူရွာသားတွေကလှောက်မောင်တို့ကြည်နေကြတဲ့အခါမှာလှောက်မောင်ကလည်းဟိတ်ဟန်ကောက်ကောက်နဲ့ရွာလူကြီးထိုင်နေတဲ့တန်ရအနီကိုသွားကစကားဆိုလာပါရဲ့။ဦးလေး ုပ်နှံကြတာဘသူတွေတားနေရလဲတားတဲ့သူတွေမကျင်တဲ့သူတွေရှင်ပြောခိုင်းလိုက်ပါ။ဟျာမင်းရွာသားတွေမိုက်ကြီးခွဲနေလား။ဟုတ်ရပါဘူးဗျာ။မကျင်တဲ့သူတွေလုံမလားလို့မေးမလို့ပါ။ကျုပ်တို့တော့ခုတ်ခါလေးပဲပြန်ပေးပါ။လောက်မောင်ရဲ့စကားကြားတဲ့အခါမှာရွာလူကြီးမှမတိမသားပြုံးလိုက်ပါရဲ့။အဲ့နော်ချောင်းတစ်ချက်ထန်ဟန်လိုက်ပြီ။ကဲရွာသူရွာသားတွေခမားတို့ရှိမှလောက်မောင်ရောက်နေပြီ။သူပြောတာလည်းခမားတွေကြားမှာပေါ့။သူလောက်တာမကျင်တဲ့ဘူးခမားတို့လုံချင်နေဆိုရင်တော့ခုတ်ခါပဲပြန်ပေးပါရဲ့။ ကဲကဲလောက်ချင်တဲ့သူတွေပြောလိုက်ရွာလူကြီးရဲ့စကားဆုံးသွားသည့်တိုင်ရွာသူရွာသားတွေစီကနေစကားပြန်ပြီးတော့ရမလာတဲ့အတွက်အခြေအနေကိုစောင့်ကြည့်နေတဲ့လှောင်မောင်ကအတန်မြန်လိုက်ပြီးခင်ဗျားတို့မလုံနိုင်ဆိုရင်လည်းကပြက်ကရက်တော့မလုံကြနဲ့ပေါ့ဗျာကျုပ်ကလည်းအလောက်ကအားတာမဟုတ်ဘူးနော်ဒီမှာဆွေးဝေးပြီးတော့ထိုင်နေမယ်စာမျက်သွားချိန်နေတာမှခင်ဗျားတို့အတွက်ရောမွေးထားတဲ့ကျွဲနွားတွေအတွက်ပါအကျိုးရှိအောင်မယ်အမြင်မှန်ရစေချင်တယ်ဗျာ လှမောင်ရဲ့အထက်စီးဆန်ဆန်ပြောလာတဲ့စကားကိုရွှဲတူလူရွယ်လူရဲ့အချို့ကတော့မကျေနပ်ကြပါမိလေလှမောင်မှာနဲတဲ့စာနဲ့မဟုတ်တာကြောင့်ငြိမ်ခံနေရကြမှာဒီလိုနဲ့ရွာရဲ့တင်ဆိုင်နေမှာနှံ့ကျတဲ့လှမောင်ရဲ့လူရဲမှာတရားဝင်ဖြစ်မှမသိဖြစ်သွားပါရဲ့အာစရီကတော့ပိုက်နေပြရွာသားတွေဘာမှမပြောနိုင်တော့ခြိပြီးတုတ်ပြီးဆိုတာဒါကိုပြောတာထမအေးဟုတ်တယ်ကွာတို့အာစရီကတော့တကယ်မိုက်တယ်ကွာညနေနေဝင်တရောအချိန်မှဖြစ်ပါရဲ့ ပြောင်းရှင်းနေအောင်ခောက်ထွင်ထားပြီးတော့နှာထည်ရေးထိုးထားတယ်။သင်ဆိုင်ဝန်ထဲမှာရှိနေတဲ့အုတ်ကူကြီးနှလုံးပေါ်မှာထိုင်နေကြတဲ့ဒူရီစီမှစကားသံတွေဖြစ်ပါတယ်။သူတို့ကအရက်ပလင်းတွေကိုအုတ်ကူပေါ်မှာထောင်ထားကြပြီးအမျိုးတွေကိုလည်းအဲ့ဒီအုတ်ကူရဲ့အပေါ်မှာတင်ထားပြန်ကတောင်းဆန်းနေကြပါတယ်။အဲ့ဒီတွေကတခြားသူတွေမဟုတ်ပါဘူး။လှမောင်တဲ့သူရဲ့အပေါင်းအပါတွေဖြစ်ပါတယ်။သူတို့ကလှမောင်ချီကျူနေပြီးလှမောင်တိုက်တဲ့အရက်တွေကို အားရပါးရတောင်းနေကြပါတယ်။ဒါကဒီနေ့အစင်ချော်လို့မင်းတို့ခုံပြူတာမင်းတို့ကောင်းနေငါ့ဘောတော်တော်သစ္စာရှိရပဲကွာ ရှိတာပေါ့ဗျာအာစရာကျုပ်တို့ဘောမှာကောင်းတာဟုတ်မင်းတို့တွေပြောနေသိလားဘဲကောင်းနေဘာပြောလဲအာစီကျုပ်တို့သွားပြီးရိုက်ပြလိုက်အောင်ဖြည်းဖြည်းလုပ်ကြပါကွာမင်းတို့ပြောတာမင်းတို့မိပါတယ်လေအင်းရအလုတ်ကိုတော့မင်းတို့ကကုမလုပ်ပဲနဲ့ငါ့အိမ်မှာထမင်းစားကြုံခံနေရလို့ရွာထဲမှာလိုက်ပြောနေရတဲ့ကွာဟာအဘနဲ့အမတို့ကဘာတွေရှာပြောနေပြန်ပြီလဲမသိတော့ပါဘူးရှိုင်မယ်လို့ကြောက်ရနေတဲ့သူတွေကမိဘများပြောရလို့တီးသွားတဲ့အခါမှာလက်အုပ်လေးများချပြီးကြောက်လိုက်ကြပါသေးတယ် အယက်သမားများပင်ဖြစ်လင်းကစားမိဘတွေကိုလေးစားသမှုရှိသည်မှာယခုရွာလေးမှာလူတိုင်းလူလိုပင်ဖြစ်ပါရယ်လူငယ်တဘာဝစိုးလူကဆုံးမြီမိုက်လူကမိုက်မြီမိဘတွေကိုတော့သူတို့ပြန်လဲပြောဆိုခြင်းမရှိကြပါဘူးလှမောင်ရဲ့တပည့်တွေကမိဘများကိုစည်းရှိပြီးလဲပိုင်းရာပိုင်းများဖြစ်ကြပါရယ်သူပေမဲ့သူတို့ကမိဘတွေရဲ့လက်ငုပ်လက်ရင်အလုပ်တွေကိုမလုပ်ကင်လို့ကြပဲလှမောင်ရဲ့အလုပ်ကအားကျမတန်တဲ့ကုလုပ်ပေးနေကြတာပါဒီလိုမျိုးလောက်ကင်နေခြင်းမှလည်းအကြောင်းရှိပါရယ် သူတို့ကအရက်တောက်တဲ့အခါမှာမိဘတွေကပြစ်တင်ပြောဆိုပြီးအရက်ဖို့မပေးကြပါဘူး။အဲ့လိုတော့အချိန်တွေမှာလှောက်မောင်ကသူတို့ရဲ့အပေါ်မှာစိတ်ရင်းနဲ့ပေါင်းပြီးနှစ်ပေါင်းများစွာတိုင်သူတို့ရဲ့အိမ်မှာပင်အိမ်မှာပင်အိတ်အိမ်မှာပင်တောက်အိမ်မှာပင်စားဒီလိုမျိုးတွေစိတ်ခိုင်းတာပါ။တချို့တော့အချိန်တွေမှာဆိုရင်တော့အရက်သမားတွေရဲ့မိဘတွေကသူတို့ရဲ့သားဖြစ်သူတွေအိမ်ပြန်မလာလို့ဆိုရင်လေကောင်းပါရဲ့စံကုန်မြင်လေးတွေလို့ပြောဆိုတတ်ကြပြီးတော့တခါတလေအိမ်ပြန်လာတာကိုတော့မှမကြင်မနဲ့ဖြစ်တတ်နေကြပါသေးတယ်။ လာမပြအလုပ်တွေစူးစမ်းလုပ်ကင်လာတဲ့အချိန်မှာတော့လှမရဲ့တပည့်တွေကသူတို့ရဲ့ဆရာသမားနီးတူအလုပ်တူတူစူးစမ်းလာရမှာမိဘများအနေနဲ့အိမ်ကိုပြန်ပြီးတော့လာစီကျင်ကြပါရယ်။ဒါပေမဲ့တယောက်မှပြန်ပြီးမလာကြပါဘူး။လာမောင်ရဲ့အိမ်မှာသာဆက်လက်နေထိုင်ပြီးလောက်ကင်စားတောင်းနေကြပါရယ်အခုလေအလောက်ကျူစားနေရဲ့တာရီကိုပြန်လာစေချင်တာကြောင့်လာမောင်ရဲ့အိမ်မှာထမင်းစားကြွန်ခံလုပ်နေရလို့အရက်ထဲမှာပြောနေကြလေရလာမောင်ကသူ့ရဲ့တပည့်ရီကိုပြန်လဲပြောပြနေချင်မှာသူကမှတပည့်ဇော်ရီကလည်းတယောက်တစ်ပေါင်နဲ့စကားဆူလာကြပါရယ် မိဘဆိုတော့ပြန်ပြီးတက်ခိုက်ပြောဆိုလို့မကောင်းဘူးလားအာစရိယအေးဟုတ်တယ်လေအဲ့လိုမျိုးကပြန်ပြောလို့မကောင်းဘူးမင်းတို့ပြန်နေခြင်းလေဆိုရင်လည်းပြန်မငါမတားပါဘူးစိတ်လည်းမဆိုးပါဘူးပြန်မပြောဆိုတာကတော့နားထောင်မဲ့သဘောပြောတာမဟုတ်ပါဘူးအာစရိယပြန်မပြောနားမထောင်နိုင်မယ်လို့ပြောတာပါ ဟုတ်တယ်ကျုပ်ကတော့အာစရိရဲ့နေရတာပြောရပြအာစရိသာမိမရသွားရဲ့ကျုပ်တို့ပြစ်မထားနိုင်ဘူးနော်ဟိတ်ကောင်ကမိမမိမမင်းတို့ကမင်းတို့မတူဘူးကွာကျုပ်တို့ခုလောက်ရှားဖြတ်မေးပြစီ အရက်တစ်ခွက်ကိုငယ်ရင်နဲ့ပြောလိုက်တဲ့တပည့်ကြောင့်ရဲ့စကားကြောင့်လှောင်မောင်ကအဲ့တပည့်ကိုကြည့်လိုက်ပြီးကဲဆိုရင်မေးကွာဗာမေးမှလေတခြားတော့မဟုတ်ပါဘူးအာစရီရေလူတွေတရင်ဘယ်နာမြုပ်မှလေသူတို့အပြည့်ကျဲမှဆိုတော့လေနာသုံးလားဆိုတိမ်းပါပြီကွာဒီကြားထဲမှာတင်းတော့နှမ်းမြင့်နေကြားထဲမှာပဲမြုပ်ခိုင်းရတော့မှာပေါ့ကျင်းတွင်းဒုက္ကရိုင်လိုက်တူးပေးမယ်ကွာမှောက်ဘူးလားအဲ့ဒါကောင်းတယ်ရွာရဲကောင်တွေပြောမြအောင်မလို့အဘဲနဲ့ဖြက်စင်းရင်ဖြက်စင်းမှာအေးဟုတ်တယ်ရွာရဲကောင်တွေကတိတ်ယုံရတာမဟုတ်ဘူးအာသူဘရှင်တို့ဘာသာပဲမြည်တူးပေးမယ် လှမောင်နဲ့သူ့ရဲ့တပည့်တွေကအတော်အတိုင်ဖောက်ညီနေကြတာပါသူတို့တွေ့နေရတာတကယ်လို့များနှမ်းပင်နေကြလာတဲ့ချိန်အတုပါရှင်တော့ညှချဖို့အတွက်နေရာကိုတွေးပူနေကြကြမှာအဲ့ဒီနော်လှမောင်တဲ့တပည့်ကျော်တွေကအရက်တောင်စားမှုရင်နေပြီးအလောက်ချောင်းနဲ့မိမများအကြောင်းတွေကိုမူးယစ်ရှိဝင်နေတဲ့ခြားနေစကားဖောင်ဖွဲနေကြပါရယ်အချိန်တော့တဖြည်းဖြည်းကြာညောင်းလို့လာပြီးလှမောင်စိတ်ထားတဲ့တင်ဆိုင်တွေမှာနန်ကင်ကလည်းကောင်းကောင်းမွန်မွန်ကြီးမားလာပြီဖြစ်ပါရယ်တလားလောက်ကြာမြင့်သွားပြီဖြစ်တာကြောင့်တင်ဆိုင်နဲ့နှမ်းကျဲရဲ့ကိစ္စကိုဘယ်သူမှကြီးမဆိုင်တော့ပါဘူး ီလိုနဲ့တရက်မှာတော့ရွာလေပိုင်းမှာတော်ဝင်လို့အမိရတဲ့အမျိုးသမီးကြီးတယောက်ဆုံးပါပါရယ်။အဲ့အတွက်မြေချဖို့ဖြစ်လာတဲ့အချိန်မှာလောက်မရတပည့်တွေကမြေကျင်းတတူပေးပါရယ်။ဟောက်နေနှမ်းပါတဲ့နေရာတူးကြနော်။ဒီနေရာနေရာဟောင်းကြီးထင်နေ။ဟောင်းဟောင်းကွာနှမ်းနေမပြတ်ဘူးကအရေးကြီးရယ်။ဘွားတော်ကအရက်ဘလောက်ရှိလဲ။ခပ်ပူပူဝဲကွာဒီလောက်ဆိုရင်တော့ရှားလောက်တယ်။အေးအေးတူးကွာ။လာမောင်ရဲ့တပည့်တွေကိုစံတဲ့သူတွေကဘာမှမပြောရဲပါဘူးသူတို့လောက်ကင်နေရတွေကိုသာကြည့်ပြီးလိုအပ်တာတွေကိုသာကူညီပေးကြပါရဲ့ မြေတူတဲ့အခါမှာမြေစာတွေကိုတော့နှမ်းပင်လေးကိုပေါ့ဖုံးမိစေရန်အတွက်ပြောဆိုနေကြပါသေးတယ်။ရောက်နေမြေကိုဖြည်းဖြည်းပဲတင်ကြပါကွာဟိုဘက်တွေရောက်နှမ်းနေဖုံးကုန်တော့မှာပေါ့မင်းတို့ဟာလေမြေတူးရတာပင်မမှားဆိုမှအကုန်တရိထားနေရပါပဲတရိထားမှာပေါ့ဟာနှမ်းနှမ်းပင်ဖြစ်ပေါ်လာလွယ်လို့လားအဲ့ဒီနောက်ကျန်းနေလှမောင်ရဲ့တပည့်တွေကအတုပလာချတဲ့တွေကိုနှမ်းပင်လေးကိုမနေမိစေရန်အတွက်ဂယုဆိုင်ခိုင်းနေပြန်ပါလေဟိုတောင်လမ်းကြောင်တက်တက်ပဲရှောင်းတော့အဲ့ဒါကြောင့်မင်းကိုပြောတာတင်းကြိုင်းဆက်မှာပဲမြောက်ခိုင်းလိုက်ဒီဘက်ကိုလူတွေလာစားမလို့ အဲ့နာမမြောင်အပင်ကောင်းနိုင်ပါကုန်မှာပေါ့ငထူကဒီဘက်ကိုလူအုပ်နဲ့လမ်းလျှောက်တော့ဘလို့လုံးလဲအပင်ထွေးရနေရတဲ့ရှောက်ခိုင်းလိုက်ကွာမုံမိသားဖြစ်တာပေါ့အတော်မလွယ်တဲ့လှမောင်ရဲ့တပည့်တွေပါသူတို့နိုင်ငံမပြည့်စည်အောင်အဖက်ဖက်ကနေကင်တွေဖြည့်ရှင်းနေပါတယ်ညမကြတော့အချိန်မှာတော့နေချင်းတူးနေတဲ့သူတွေကလှမောင်ရဲ့တပည့်တွေကိုစကားလှမ်းဆိုပါတယ်ဆိုရီဒီမှာအခန်းပေါက်ကြီးမိတယ်နေရာဟောက်ကြီးကွာလူကြီးတွေကဒီနေရာတူးခိုက်မှာမဟုတ်အညာလွဲပါတယ်ဒီအဟောက်နိုင်ငံနဲ့လွတ်တဲ့နေရာမှာမြောက်လိုက်တာပေါ့ကွာ မင်းတို့ကောင်းနေအောင်နော်တော်တော်ဟုတ်တဲ့ကောင်းနေပဲမြေပုံတွေလည်းထဲ့ထိုးပြစ်တာ哦အုပ်ကိုတွေတောင်ဖြိုပြစ်ချင်တာမကောင်းလို့အဲ့အရာပြောမနေပါနဲ့ောကွာအခုလောက်တဲ့ကိစ္စကဘယ်သူမှပြန်မပြောနဲ့မင်းတို့အတွက်လိုလေသေးမရှိငါတို့စီစဉ်ပေးမယ်လာမောင်ရဲ့တပည့်တွေကရွာရဲရမြေကျင်းလာတရေတရေကိုအဲ့လိုပြောလိုက်တဲ့ခါမှာတော့အရက်ကြိုက်တဲ့ရွာသားတွေဖြစ်နေတဲ့အတွက်ထွထွထူးထူးမညှိလိုက်ရပါဘူး။အဲဒါကြောင့်ဆွေးမြေနေအခောင်းနဲ့လူရိုးတွေကိုတဲထုတ်လိုက်ပြီးတင်းကြိုက်တဲ့လေကွင်းအဆက်တနေရာမှာမြှောက်လိုက်ကြပါရစေ။ လုပ်ငန်းဆောင်တာတွေပြီးသွားတဲ့အခါမှာအတုပလာချမဲ့သူတွေအလာတွေကိုစောင်းရင်အောက်ကများပေါ်မှာထန်းလဲကြပြီးရနော်လှမောင်ရတပယ်တွေဝယ်ထားတဲ့အရက်တွေကိုမော့တောင်ရင်လည်းစကားဆိုပြကြပါရီမင်းတို့ဆရာလှမောင်လည်းမတွေ့ပါလားသူကြီးစားနဲ့တော့တွေ့ရလိဗျာတကောက်တော့တော့အချိုးပြောင်းသွားတာပဲအခုဆိုရင်ချစ်တိလက်တတောင်ဖြစ်နေပြီအချစ်ရဲ့တကူတွေပေါ့ကွာအရသမအနုရစကားတွေထွက်နေရပါလားဟာမင်းကလေဘူဘူးချင်းကိုတင့်နေလားစားနေပြန်ပြီမင်းရောအရသမမဟုတ်လို့လား မတူဘူးကွာငါတောက်နိုင်စားနိုင်မင်းတို့ထမင်းစားကြုံခံမှာအရက်တော့ရတဲ့ကောင်မဟုတ်လှမောင်ရဲ့တပည့်ဆိုကြီးနဲ့ရွာရရမြင်စိန်တို့စကားများနေခြင်းမှာအရက်ကလေးနဲ့နဲ့ဝင်သွားတာနဲ့မင်းမကောင်လည်းငါပါကောင်လည်းဖြစ်နေကြခြင်းမှာပေးရနေတဲ့သူတွေကလည်းသူတို့ညောင်ဝိုင်းပြီးတော့ကြားမဲစားသူတို့လည်းညှောက်ချိုးပင်ကိုလုံနေကြပါရဲ့မြင်စိန်ပြောတာမှန်နေရပဲလှမောင်တပည့်မင်းတို့လည်းထမင်းစားကြုံခံနေရာမင်းတို့ကောင်လည်းစော်ကားနေများနေပြီနော်ငါတို့နဲ့ငါတို့အာစီရန်တိုက်နေလား စိုးကြီးနဲ့မြေဆိုင်တို့ကဘေးလူတွေရဲ့စကားတွေကြောင့်ဒေါသထွက်နေကြပြီဖြစ်ပါတယ်။ဆိုရင်မင်းတို့ကောင်တွေကအုပ်စုဖွဲ့ပြီးမှမရဲတာမလား။တယောက်တည်းမရဲလား။မြေဆိုင်ဆိုရင်ငါခွေးအာရီလိုအုပ်စုဖွဲ့ပြီးမှမရဲတာမဟုတ်ဘူးကကြားရတဲ့ကောင်လို့တယောက်ချင်းလည်းမိုက်ရှည်တယ်။မြေဆိုင်မြေဆိုင်မိတတော်တတိရဲ့ကောင်းနေပါလားဟမ်မင်းမရဲတယောက်ချင်းဓာတ်နဲ့ခုံမလား။လာမောင်တပည့်ဆိုကြည့်အဲ့လိုပြောလိုက်တဲ့အခါမှာမြင့်စိန်တောင်ဘာစကားမှထမပြောနိုင်တော့ပဲငြိမ်သက်လို့သွားပါရယ် အဲ့ခါမှာတော့လှမရဲ့တပည့်တွေကဟာတိုက်ရှိမောပြီးမြင့်စိန်တို့လှမ်းပြောင်းမအောင်ရယ်မြင့်စိန်မလို့လဲကွာအာပဲခြောက်ရလားလက်တွေ့ကြတော့ကြောက်တူးတုံနေပြီထင်တယ်အာခြောက်နာလောက်ကတော့မွေးကနီဖွားကနီဖိုက်ကြီးတဲ့တာအာခြောက်ရဲပါတယ်ကွာဟုတ်ပါမြင့်စိန်ဟာပြောရင်လည်းပြောခံထိစရာပဲမင်းကခွေးရည်လဲနဲ့လဲမျိုးနေမိတယ်လို့အတဏောမထွက်တော့ပါလားလှမောင်ရဲ့တပည့်ရိသားမကရွာရဲကလူရဲတွေကပါလှောင်ပြောင်းတဲ့စကားကိုဆိုလာတဲ့အတွက်မြင့်စိန်တောင်အန်ကိုကျိထိုင်းရနေအင်မတန်ဒေါသထွက်လာပါရဲ့ အဲ့နော်အုတ်ကူပေါ်မှာတင်ထားတဲ့အရက်ကိုမော့တော်လိုက်ပြီးတော်ခောက်ရန်ရှူလာတဲ့ဓာတ်ကိုကြက်ကြက်ပါအောင် ဆုပ်ကန်လိုက်ကခွေးတတ်တာမှခွေးသားစားအောင်မယ်စိုးကြီးကိုတိုင်ဘာမှစားမှာမဟုတ်အပြောကတော့တော်တော်ကောင်းပါပဲလာကွာမြင်းစိန်တပွဲတလန်းလောက်လှုပ်ကြလိုက်တာပေါ့နင်နှမ့်မင်မရှိရဲ့လှဲလန်းပေါ်သွားကြပေါ့စိုးကြီးကလည်းကြံခုတ်တဲ့ဓာတ်ကိုပခုံးပေါ်ထန်လို့တင်းဆိုင်နှပေးမှရှိရဲ့လှဲလန်းပေါ်ကိုအရင်လမ်းလျှောက်သွားပါရဲ့ပုံမှန်ဆိုရင်တော့ဘေးရသူတွေကမဖြစ်သင့်မဖြစ်ထိုက်တဲ့အရာတွေကိုကြားမြင်ရမှဖြစ်ပါရဲ့ အခုတော့တို့အားလုံးရဲ့စိတ်ထဲမှာဘလို့ဖြစ်မှန်းမသိစိုးကြီးနဲ့မြင်းစိန်တို့ဓာချင်းခောက်ကြမှာကိုငြိမ်ရရှက်ရည်နဲ့ကြည်ကျင်နေမိပါတယ်။ဂျိုနီတူပဲစိုးကြီးနဲ့မြင်းစိန်တို့ကလည်းဘာမဟုတ်တာနဲ့စကားများပြီးဓာနဲ့ခောက်ကြတော့မယ့်အနေထားမှာရှိနေကြပြီဖြစ်ပါတယ်။တို့ကတာမန်များသောစိတ်ရှိရင်တော့မှအခုလိုမျိုးဖြစ်လာကြအကြောင်းမရှိပါဘူး။ မမြင်ရတဲ့ဆက်ရဲစေစုံမှုတစ်ခုကြောင့်တကြဖြတ်ကြတော့မှာကိုအားတက်တရဖြစ်နေကြတယ်လို့ကျန်တဲ့သူတွေကလည်းကြည့်ရှုဖို့ရန်အတွက်အားကျမှန်တက်ဖြစ်နေပြီးမျက်စိနဲ့ဆိုကြည့်လို့ထားအထံကထွက်ခွာသွားတယ်။သင်္ချိုင်းနှဘေးမှာရှိရဲ့လဲလန်းစီယိုသားအနောက်ကနေလိုက်သွားကြပါရဲ့။ဒါဒါကျဲခုံမိတဲ့အတန်တွေကိုအားပေးအမြပြုလုပ်နေကြတဲ့အတန်များပောင်းဝင်းကျင်မှာညံစီလို့နေပါရီမြင့်စိန်အကောင်ခေါင်းပြောင်းခုတ်ပြစမှာဟာဆိုရင်မြင့်စိန်ကြောက်နေပြီခုတ်ခု ဂျားနဲ့တယောက်ကိုတယောက်ခုန်နေကြတယ်မြင်းစိန်နဲ့ဆိုးကြီးတို့ရဲ့တိုက်ခိုက်နေကြတဲ့ခြေလန်းတွေကြောင့်လှမ်းလမ်းအဖုံတွေလည်းထောင်းထောင်းထလို့နေပါရယ်တချိန်မှာတော့ဆိုးကြီးကမြင်းစိန်ကိုဂျားနဲ့မိုးခုတ်လိုက်တဲ့အခါမှာမြင်းစိန်မှာဆိုးကြီးရဲ့ထားချက်ကိုသူ့ရဲ့ထားနဲ့ခုခံလိုက်ပြီးဆိုးကြီးရဲ့ရေဝါကိုခြေနဲ့ဆောင်ကန်လိုက်ရမှာဆိုးကြီးတယောက်အနောက်ကိုလွှင့်ဆင်သွားပါရယ်အဲ့ခွင့်ရီကိုလက်လုံးမခံမဲမြင်းစိန်ကဆိုးကြီးရဲ့လေပင်ကိုဂျားနဲ့ပိုင်လိုက်ပါရယ် မြင်းစင်ရဲ့လှင်မြန်းတဲ့ဓာဇက်ကိုစိုးကြီးရဲ့နောက်ကိုပလက်လန်ပြီးရှောင်းတိန်လိုက်နိုင်ပြီးတော့အရှိန်လွန်လာတဲ့မြင်းစင်ရဲ့လက်မကိုစိုးကြီးရဲ့ဌာနေခုတ်လိုက်မိပါရယ်မြင်းစင်မှာရှောင်းတိန်ရန်ကြိုးစားပြီးမဲ့လွတ်လွတ်ကျွတ်ကျွတ်မရှောင်းလိုက်နိုင်မဲ့လက်မကိုခုန်ပြီးသွားပြီးသွေးရွဖျားထွက်လာပါရယ်ကြံခုတ်တာကထက်ဤပြက်ဤဒါကြောင့်ဓာဇက်မိသွားတဲ့မြင်းစင်ကသူ့ရဲ့လက်မကိုဓာကင်ထားတဲ့လက်နဲ့ဖိထားလိုက်ပြီးအနောက်ကိုကမန်းကရန်းဆုပ်သွားပါရယ်အဲ့ဒီအချိန်အကြာစိုးကြီးကရီကျက်ကျက်လှုပ်ပြီးမြင်းစင်ပြေးရုံမလို့လားကွာဒါလေးတစ်ချက်တည်းခုတ်မရဟျာ မတော့စကားမများနဲ့ဒီနေ့မင်းနဲ့ငါနှစ်ယောက်တစ်ယောက်တယောက်သေးရမယ်။ညစ်စင်ဟာပြပြောဆဆူနဲ့သွေးရည်စည်းကြနေတဲ့ထိုင်အောင်ဂယုမပြူတော့ဘဲနဲ့ဓာတ်နဲ့ပြေခုတ်ပါရဲ။အဲ့လိုပြုလုပ်မယ်လို့မထင်ထားတဲ့ဆိုကြီးကဒေါသစိတ်ငယ်လေးတိုင်အောင်ရောက်သွားပြီးတော့ရှောင်းတရံမစင်စားမီတော့ပဲအရှိန်နဲ့ဝင်လာတဲ့မြင့်စိန်ကိုအသေးတက်ရံသာကြွေးပြီးဓာတ်နဲ့ခုတ်လိုက်ပါရယ်။ဥကောက်မှာဓာတ်ဆိုင်ဝင်နေတဲ့ဆိုကြီးကလှဲလောက်ပေါ်မှာတရင်တရိုင်နေပါ။သူနေတူလေပင်တချမ်းဟနေပြီးဖြစ်ပြီးတော့သူ့ရဲ့ဒလဟော့ထရနီရဲ့မြင့်စိန်ကလည်းအရှိတ်ကိုဝမ်းရောက်မှောက်ပြီးတော့အယုတ်ကျပြလဲကြသွားပါရယ်။ မြေစိန်လဲကြသွားတာနဲ့စိုးကြီးကလည်းပေတိုက်လဲကြသွားပြီးညင်သက်သွားပါရဲ့အဲ့ဒီချိန်မှာပဲကြည်လင်နေတဲ့ကောင်းကင်ကလည်းရုပ်ကြီးမောင်မိုင်းလာတယ်လို့တင်းဆိုင်ဝန်ကျန်ကလည်းရီမောတန်လာလေတိုးတန်လာမသိမကွဲတဲ့အတန်လေးပေါ်ချလာပါရဲ့အဲ့ဒီချိန်မှာလှမောင်ရဲ့ဇာနဲ့တပည့်တွေနဲ့ရာမလူရွယ်တွေကသူတို့ရဲ့လောရက်တွေကိုအံ့အားသင့်နေကြပြီးလမ်းပေါ်မှာလဲကြတည်ဆုံနေတဲ့စိုးကြီးနဲ့မြေစိန်တို့ကိုပြေးပြီးတော့ပွေထူလိုက်ကြပါရဲ့အသက်ကင်းမဲ့နေတဲ့သူတို့ညရဲ့ကိုခန္ဓာမှာသွေးတန်ရဲရဲနေပါ အဲ့ဒီချိန်ရောဘတ်စီမှကြေးစီတန်နဲ့တူအတူပါချလာတဲ့လူရန်ရှိစီကတင်းငိမ့်စီကိုတွေ့ရွေလှမ်းလာနေကြပါရယ်ရွာလူကြီးရဲ့အိမ်ရှိမှလူတက်မှုဖြစ်ခဲ့တဲ့နေရာမှာရှိခဲ့ကြတဲ့လူရွေတွေကိုထိုင်စီပြီးရွာလူကြီးနဲ့လှမအပါအဝင်တခြားသောရမီရဖာတွေကစစ်မင်းနေကြပါရယ်မင်းတို့တွေဒီကောင်တွေရန်ဖြစ်တာမတားဘူးလားမတားမိပါဘူးလူကြီးတယောက်နဲ့တယောက်ဓာတ်နဲ့ခုတ်တက်တဲ့ဒီဘာပြဿနာတွေရှိနေလို့လဲအဲ့လိုလည်းမရှိပါဘူးအဲ့ဆိုမင်းမေကြီးတော်လင်းမို့လို့မတားကြလား ရွာလူကြီးကနေစိတ်ဆိုးတော့တာထွက်ပြီးသူ့ရဲ့ရှေ့မှာရှိနေတဲ့လှောင်မောင်ရဲ့တပည့်တွေနဲ့အခင်းဖြစ်ပွားရာနေရာမှာရှိနေတဲ့လူရွယ်တွေကိုဆဲဆိုပြီးနေရင်းတို့အုပ်ပါရယ်။အဲဒီနောက်ရွာလူကြီးကမာထန်တဲ့လေတန်းနဲ့စကားထက်ဆူလာပါရယ်။မင်းတို့ကောင်တွေထောင်ချပြစ်လို့ရတာသိလား။ဒါနဲ့ခုံတွေကဝိုင်းပြီးတော့အားပေးရလောက်တဲ့ဒီမင်းတို့မှအုံနောက်တွေပါမလာဘူးလား။ဟုတ်တယ်။ဦးလေးပြောလဲပြောချင်စရာပဲ။ခွေးမရံဖြစ်တာမဆွဲမနဲ့ထိုင်ပြီးတော့ကြည်နေရတော့။လှောင်မောင်ရဲ့စကားကြောင့်သူ့ရဲ့တပည့်တွေကမျက်နာဦးသာငုံထားပြီးဘာမှမပြောကြပါဘူး။ အဲ့ဒီခါမှာလှမကတပည့်တယောက်ရဲ့ရှင်မမအင်ကြီးစားကိုဆွဲလိုက်ပြီးဟာမပြောစမ်းဘာလို့ဝိုင်းကြည့်နေရလဲဆိုတာပြော ပြောပြောပါမယ်အာစရိပြောကျုပ်တို့တွေဘာဖြစ်သွားမှန်းမသိပါဘူးအဲ့ဒီချိန်မှာသေးတန်ထွက်တာကိုမြင်ကျင်ကြည့်ကျင်နေရအာစရိပြီးတော့အဲ့ဒီကောင်တွေတယောက်ကိုတယောက်ခုတ်တက်တာကိုကြည့်ရတာပျော်နေဘာမင်းတို့ကောင်တွေအဲ့လောက်တော့မှသွေးစာနေလားအဲ့လိုလည်းမဟုတ်ပါဘူးအာစရိကျုပ်တို့တွေရွာကောင်တွေနဲ့ရှမ်းတော့မဖြစ်ပါဘူးဗျာအခုမှဘာဖြစ်သွားတာလဲမသိဘူးလှမရဲ့တပည့်တယောက်ပြောလာတဲ့စကားကိုစံနေသူတွေအားလုံးကဝိုင်းမြော့ထောက်ခံကြပါရဲ့ ဟုတ်တယ်အာစရိသူပြောသလိုပဲကျုပ်တို့တွေဘာဖြစ်သွားမှန်းမသိဘူးစိတ်နဲ့လူနဲ့ကိုမကပ်ဘူးဟုတ်တယ်ကုလားမဒီကောင်လေးပြောသလိုပဲကျုပ်တို့တွေဘာဖြစ်သွားမှန်းမသိဘူးဗျာတော်စမ်းပါကွာမင်းတို့တွေလူမှန်းသူမှန်းမသိအောင်မူးနေရပဲနေမှာပေါ့ကျုပ်တို့တွေတယောက်တစ်ပိုင်းတော့မကုန်ပါဘူးဗျာအဲ့စကားလာမအပါဝင်ရွာလူကြီးတို့မယုံကြည်ကြပါဘူးအပြစ်လို့စီရင်အတွက်ညံများပြီးတော့ပြောဆိုနေကြရလို့သာမှတ်ယူထားပါရယ်ဒါကြောင့်လူသက်မှုနဲ့ပတ်သက်တဲ့သူတွေကိုဘယ်နေရာမှမသွားစေပဲစက်မှတ်ထားလိုက်ကြပါရယ် အဲ့နော်ရံဖြစ်ပြီးဒါချင်းရှင်ခေါရမှာရံဖြစ်သူများစလုံးသေးသွားတဲ့အတွက်စက်နေသူတွေကိုအမှုနဲ့မပတ်သက်အောင်ရွာလူကြီးနဲ့လှမောင်းတို့မှစီစဉ်ပေးလိုက်ကြပါရယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသားတဲ့အပိုင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါရယ်နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်အူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရယ်ရှင်